ိုဝေလိုက်တဲ့သမင်းထုတ်ကိုတန်းစီပြီးတော့ယူနေတဲ့လူတွေရဲ့မျက်နှာကိုဖြဲကားပြီးတော့ဗီဒီယိုမှတ်တမ်းတွေတင်တဲ့တပုံတွေရိုက်တယ်ပြီးတော့ social media ပေါ်တင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကောင်းလာပြန်စဉ်းစားကြည့်အောင်သူများအားငယ်နေတဲ့အချိန်တချို့ဆိုရင်လည်းဖတ်အရန်စာလုံးလို့တာလေမဖြစ်မနေမှုလို့တာလာတန်းစီပြီးတော့ယူတာနော်သူတို့စိတ် ကိုဝီလိုက်တဲ့သမင်းထုတ်ကိုတန်းစီပြီးတော့ယူနေတဲ့လူတွေရဲ့မျက်နှာကိုဖြဲကားပြီးတော့ဗီဒီယိုမှတ်တမ်းတွေတင်တဲ့တပုတ်လေးရိုက်တယ်ပြီးတော့ဆိုရှယ်မီဒီယာပေါ်တင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကောင်းလားပြန်စစ်စမ်းကြည့်အောင်သူများအားငယ်နေတဲ့အချိန်တချို့ဆိုရင်လည်းဖတ်အရန်စာလုံးလို့တာလေမဖြစ်မနေမို့လို့တာလာတန်းစီပြီးတော့ယူတာနော်သူတို့စိတ်ထဲမှာစဉ်းစားကြည့်သူတို့ရဲ့မျက်နှာကိုသူတို့ဒီဆိုရှယ်မီဒီယာမှာဒီထမင်းထုတ်လေးလမ်းယူနေတဲ့ ဗီဒီယိုဓာတ်ပုံကိုဒါမြင်ကြည့်ဘယ်လိုခံစားရမလဲ။အော်ငါတို့ဒီဖြစ်တောင်ရောက်သွားပြီသူမြင်ဆိုပြီးတဲ့အတွေးတွေဝင်လာတယ်။ပိုပြီးစိတ်အားငယ်ရတယ်။ဆိုတော့လူတဲ့လူတွေပတ်စံထုတ်ကြည့်တကားကားနဲ့လူရင်လည်းအဲ့ဒီပတ်စံထုတ်နဲ့ကိုယ့်ရဲ့မျက်နှာနဲ့ပဲလူနော်။အဲ့လိုပဲထမင်းထုတ်ဝေတယ်၊ဟင်းထုတ်ဝေတယ်၊ဘာပဲဝေဝေရေတက်ပဲဝေ၊ဘာကြီးပဲဝေဝေ၊ဘာကြီးပဲလူလူ။တောက်ထိအရန်လူသိစေချင်တယ်၊ဓာတ်ပုံဗီဒီယိုရိုက်စေချင်တယ်ဆိုရင်အဲ့ဒီကိုယ့်ရဲ့မျက်နှာနဲ့အဲ့ဒီလူတဲ့ဟာပဲတင်။နော်ကျမတို့ဆိုရင်လူတယ်။ဒါပေမဲ့မတိရဘူးမပြောနေတော့ဘူးဘာဖြစ်လို့လဲဗီဒီယိုမှတ်တမ်းနေမတင်နေတော့ဘူး ဘာဖြစ်လို့လဲဆိုအဲ့ဒီခံစားချက်ကိုနားလဲတယ်အားနေဒီရဲ့ဖုန်းတွေကင်မရာတွေနဲ့ပဲပေါ့နော်အမြင်နဲ့အမြင်နဲ့ဟိုမှတ်တမ်းယူခြင်းနဲ့လူခြင်းနဲ့စိတ်ကနည်းနည်းမှတ်တမ်းတင်ခြင်းနဲ့စိတ်ကများများဖြစ်နေရဲ့လူတွေကြောင့်ပေါ့နော်ဒီဗီဒီယိုလေးကိုတင်လိုက်တာပဲဖြစ်တယ်ပေါ့နော်ဘယ်လိုပြောလဲလို့မင်းကရောဘယ်လောက်လူနေတာမို့လို့လဲဒီလို attention ရှာပြီးဗီဒီယိုတင်ရအောင်လို့ပြောတဲ့လူတွေဒီနေရာမှာပဲတခါလဲပြောပြချင်ပါတယ်သူများလေးလိုမျိုးတိမ်တောင်းချီတိမ်ထောင်ချီကျွန်မမလူနိုင်ဘူးအေးဒါပေမဲ့ကျွန်မပါလူနိုင်လဲဆိုတော့ကျွန်မ တက်နိုင်တဲ့ဟာအကုန်လုံး28ရက်နေစပြီးငလင်လုတ်ကတဲ့ရကျွန်မဆိုင်မှာတက်နိုင်တဲ့ဟာတွေအကုန်လုံးစီးဝါးစားလူတယ်เนาะကျွန်မဆိုင်မှာလော်ဝဲတဲ့သခိုင်းအတွက်တီကိုတခြားမန္တလေးအတွက်တီကိုအဲ့အလူရှင်တွေနဲ့အတူအတူပါဝင်လူတန်းပါတယ်ကိုတက်နိုင်တဲ့လောက်เนาะကျွန်မအမောက်ဘတော်မှာဖော်ပြတတ်တဲ့လူမဟုတ်သူလို့ကျွန်မရဲ့ page မှာလည်းဘာတွေပြလူပြီးပြီးဘာညာဆိုပြီးတင်ထားတာတခုမှအခုယနေ့အချိန်ထိပေါ့เนาะဒီခုအနေရက်တောင်ရှိပြီလေကျွန်မလုံးဝမတင်ဘူးဒါပေမဲ့ပြောချင်တာကကင်မရာတကားကားနဲ့လူချင်းတဲ့စိတ်ကအလောက်မဟုတ်ဘူး နော် attention ရှာပြီးတော့ video တင်ချင်တဲ့လူတွေဒီရဲ့ဒါကမလုံသင့်ဘူးပေါ့နော်ဆိုတော့တကယ်လို့သူများရဲ့ computer ချက်ရရတယ်တစ်ဖက်ကခွင့်ပြုတယ်သူရဲ့မျက်နှာကိုတင်ဖို့ခွင့်ပြုတယ်ဆိုရင်တော့ဝါပြီးတော့တင်စေချင်ပါတယ်ဆိုတော့စီကန်းရှိစေချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုလိုက်နာစေချင်လူကျင်ဝတ်ပေါ့ပြောမယ်ဆိုအဲ့ကျင်ဝတ်လေးရှိစေချင်ပါတယ်